ဒီလိုလမ်းမကြီးကအာရှစစ်မြေပေါ်မှာအရေးပါထင်ရှားခဲ့တဲ့လမ်းမကြီးတစ်ခုဖြစ်ပါတယ်။အာရှစစ်မြေပေါ်မှာမဟာမိတ်တို့ရဲ့အဓိကအင်အားစုကြီးဖြစ်တဲ့တရုတ်ပြည်ကိုဖက်စစ်ဂျပန်တို့ကအဖက်ဖက်ကဝိုင်းရံပိတ်ဆို့ထားပြီးတိုက်ခိုက်နေတဲ့ကာလမှာဒီလမ်းမကြီးကိုဖောက်လုပ်နိုင်ရင်ဟာမဟာမိတ်တရုတ်တပ်ဖွဲ့တွေအတွက်အသက်ငယ်ကျူးတစ်ချောင်းလိုအရေးပါခဲ့ပါတယ်။ဂျပန်တွေကဗမာပြည်ဒေသသိမ်းပိုက်ပြီးတရုတ်ပြည်ရဲ့နောက်ဆုံးထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ဘာမာရုဗမာပြည်လမ်းမကြီးကို ပိတ်ဆို့ဖြတ်တောက်လိုက်ပြီမဲမဟာမိတ်တို့ဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့တောင်တန်းအစစ်စင်ကာရထားတဲ့လမ်းကြောင်းကနေဒီလမ်းမကြီးကို ရအောင်ဖောက်လုပ်ပြီးတရုတ်ပြည်ကိုဆက်လက်ထောက်ပံ့ပေးနိုင်ခဲ့တာဟာမဟာမိတ်တို့အတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါပြင်ဒီလိုလမ်းမကြီးဟာမဟာမိတ်တို့အနေနဲ့ခုခံစစ်ကနေဂျပန်တွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းရဲ့အမှတ်အသားတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ တရုတ်ပြည်ကိုကျူးကျော်တိုက်ခိုက်နေတဲ့ဖက်ဆစ်ဂျပန်တပ်တွေဟာအဓိကစစ်ကမ်းမြို့တွေအပါအဝင်တရုတ်ပြည်အရှေ့ပိုင်းကပင်လယ်ကမ်းရိုးတဲ့ဒေသကိုထိန်းချုပ်ထားခဲ့ပြီး1940နဲ့1941ခုနှစ်တွေမှာပြင်သစ်အင်ဒိုချိုင်းနာဒေသနဲ့ဗြိတိရှ်ထိန်းချုပ်ထားတဲ့ဟောင်ကောင်ကျွန်းတွေကိုသိမ်းပိုက်လိုက်တဲ့အခါမှာတော့တရုတ်ပြည်ကလန်ဒန်နဲ့ရိတ်ခါပစ္စည်းတွေထောက်ပံ့နိုင်ခဲ့တဲ့လမ်းကြောင်းဟာဘာမရုပ်ဘာမပြည်လမ်းမကြီးတစ်ခုပဲကျန်ရှိတော့တာဖြစ်ပါတယ်။ဒါကြောင့်1942ခုနှစ်မှာဖက်ဆစ်ဂျပန်တို့အနေနဲ့ ဗြိတိရှထိန်းချုပ်ထားတဲ့ဗမာပြည်ဒေသကိုဝင်ရောက်တိုက်ခိုက်ပြီးဗမာတို့ဗမာပြည်လက်မကြီးကိုပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဂျပန်တို့ရဲ့ကျူးကျော်စစ်ကိုခုခံနေရတဲ့တရုတ်ပြည်ဟာမဟာမိတ်တို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအားလုံးဖျက်တော့ခံခဲ့ရပြီးဂျပန်တွေကိုဆက်လက်ခုခံနိုင်ဖို့အတွက်ခက်ခဲသွားတဲ့အခြေအနေဖြစ်သွားခဲ့ရပါတယ်။ဗမာတို့ဗမာပြည်လက်မကြီးအကြောင်းကိုကျွန်တော်ရဲ့ channel မှာဗီဒီယိုတစ်ပုဒ်တင်ပြထားတာရှိပါတယ်။စိတ်ပါဝင်စားရင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ description မှာလည်း လက်ထည့်ပေးထားပါမယ်။ဒီလိုတရုတ်ပြည်ကုန်လန်းထောက်ပံ့ရေးလမ်းကြောင်းတွေအားလုံးပိတ်ဆို့ထားခံရတဲ့အတွက်မဟာမိတ်တို့ဟာဗြိတိရှားထိန်းချုပ်ထားတဲ့အိန္ဒိယပြည်ထဲကနေဟိဝင်နာတောင်တန်းတွေကိုဖျက်ကျော်ပြန်တမ်းပြီးတရုတ်ပြည်ထဲကိုလက်နက်နဲ့ရိတ်ခါထောက်ပံ့မှုတွေဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုလင်ရင်တွေနဲ့ထောက်ပံ့ပို့ဆောင်ပေးရတာဟာကုန်ကြမ်းစည်အင်ပလန်ကြီးမားပြီးတော့အန်ဒီအများလုံးလှပါတယ်။လေရင်တွေပျက်စီးဆုံးရှုံးမှုတွေလည်းအများကြီးကြုံခဲ့ကြပါတယ်။ ဒါကြောင့်မဟာမိတ်ထိုအနေနဲ့အိန္ဒိယကနေဗမာပြည်ဒေသကိုဖျက်ဆီးပြီးတရုတ်ပြည်ထဲအထိထောက်ပံ့ရေးလမ်းကြောင်းတစ်ခုကိုဖောက်လွှတ်နိုင်ဖို့အရေးတကြီးလိုအပ်လာခဲ့ပါတယ်။ The Ham Locality လေကြောင်းထောက်ပံ့ရေးလမ်းကြောင်းဟာတမိုင်းမှာပထမဆုံးအနေနဲ့ရာသီဥတုမြွေ24နှစ်ပတ်လုံးလေကြောင်းကနေခီးဝဲပြန်တန်းထောက်ပံ့ရတဲ့စစ်စင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။တောင်ကူက55ခုနဲ့အစောပိုင်းမှာဒီလိုလမ်းမကြီးဖွင့်လှစ်နိုင်ခဲ့ပေမဲ့ဒီလိုလေကြောင်းကနေထောက်ပံ့ပို့ဆောင်ပေးမှုတွေကိုစစ်ကြီးပြည့်တဲ့အထိ ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အမြင့်ဘီ1200ကနေ2000လောက်အထိမြင့်မားတဲ့နှင်းဖုံးတောင်ထိပ်တွေပေါ်ကနေပြန်တန်းပို့ဆောင်ရတာဖြစ်တဲ့အတွက်ဒီလမ်းကြောင်းတွေဟာယုံကြည်စိတ်ချရတဲ့ရာသီဥတုအခြေအနေတည်င်းပေးစနစ်တွေမရှိဘဲနဲ့တုံညဒီဂရီအောက်အေးခဲ့တဲ့အပူချိန်ကြားမှာခက်ခက်ခဲခဲပြန်တန်းကြရတာဖြစ်ပြီးလမ်းမှာဂျပန်တိုက်လေယာဉ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မဲ့အန္တရာယ်တွေလည်းရှိပါတယ်။ဒါကြောင့်မိုင်900ကျော်ရှည်လျားတဲ့ဒီဟင်မိုနာတောင်တန်းဖြတ်ကျော်ထောက်ပံ့ရေခီးလမ်းကြောင်းမှာ အမေရိကန်ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်1000နီးပါးနဲ့လေယာဉ်အစင်း600ကျော်လောက်ဆုံးရှုံးခဲ့ရပါတယ်။တရုတ်အမျိုးသားလေကြောင်းကော်ပိုရေးရှင်းကလည်းလေယာဉ်38ဆင်းနဲ့လေတရဲ88ဦးဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်ဒီလေယာဉ်လမ်းကြောင်းဖြတ်တန်းခဲ့တဲ့တရုတ်အိန္ဒိယဗမာပြည်တွေကတောင်တန်းဒေသတွေမှာအဲ့ဒီတုန်းကပြတ်ကျခဲ့တဲ့မဟာမိတ်တို့ရဲ့ပို့ဆောင်ရေးလေယာဉ်အပြတ်စီးတွေကိုယနေ့ထိအခါအလျော်စရာတွေ့ရှိရတတ်တာဖြစ်ပါတယ်။ဗမာတို့ဗမာပြည်လမ်းမကြီးဖောက်လုပ်ခဲ့တဲ့တုန်းက မြေထာလမ်းဆုံးမြို့တစ်မြို့ဖြစ်တဲ့လာရှိုမြို့ကနေစတင် follow ခဲ့သလိုဒီလိုလမ်းမကြီးကိုလည်းအိန္ဒိယပြည်အာတန်တီတာကမြေထာလမ်းဆုံးမြို့တစ်မြို့ဖြစ်တဲ့လီဒိုမြို့ကနေစတင် follow ခဲ့တာဖြစ်ပါတယ်။လမ်းစတင်ရာလီဒိုမြို့ကိုဆွဲပြူပြီးလီဒိုလမ်းမကြီးလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီလမ်းမကြီးကို1942ခုနှစ်ဒီဇင်ဘာလမှာလီဒိုမြို့ကနေစတင် follow ပြီးအိန္ဒိယဘက်မှနေဆက်မှာရှိတဲ့ပက်ကွိုင်တောင်တန်းကြီးကိုပတ်ဆောင်တောင်ကြားကနေဖြတ်ကျော်ပြီး မမာပြည်တဲကအရှင်ဘူရန်မြို့ဘက်ကိုဆက်လက်ဖောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီကနေဟူကောင်းနဲ့မိုးကောင်းခြိုက်ဝန်းတွေကိုဖျက်ဆီးပြီးမြစ်ကြီးနားပမော်နှက်ခမ်းမှုစဲလမ်းကြောင်းအတိုင်းဆက်လက်ဖောက်လုပ်ခဲ့ပြီးတော့မိုင်းယူကြီးရွာမှာအရင်ဘာမာရုတ်လမ်းမကြီးနဲ့ချိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီမိုင်းယူကြီးရွာလမ်းဆောင်ကနေကျူကုတ်ပန်ဆိုင်နဲ့ဝမ်တိန်နယ်ဆက်ကတဆင့်တရုတ်ပြည်တဲကိုဝင်ရောက်ပြီးကုမင်းမြို့ထိဘာမာရုတ်ဘမာပြည်လမ်းဟောင်းအတိုင်းဆက်လက်သွားလာနိုင်မှာဖြစ်ပါတယ်။ ဒီလမ်းစုံနေရာဟာအခုကာလမှာတော့လာရှိုးမူဆယ်လမ်းပိုင်းက105မိုင်ကုန်သွယ်ရေးစခန်းတည်ရှိတဲ့နေရာပဲဖြစ်ပါတယ်။လီရိုလမ်းမကြီးဟာအိန္ဒိယပြည်လီရိုမြို့ကနေတရုတ်ပြည်ကူမင်းအထိ139မိုင်ရှည်လျားတဲ့လမ်းကြောင်းဖြစ်ပါတယ်။လီရိုလမ်းမကြီးကိုဖောက်လို့ရမှာအဓိကတာဝန်ယူခဲ့တာကတော့အမေရိကန်ပြည်ထောင်စုကဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာတရုတ်ပြည်ကချန်ကရှိတ်အစိုးရရဲ့အဓိကမဟာမိတ်အဓိကထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်တရုတ်ပြည်အတွက် ထောက်ပံ့ရေးလမ်းကြောင်းဖောက်လုပ်နိုင်ဖို့အတွက်ဗိုလ်ချုပ်ကြီးစတီဝါဥဆောင်တဲ့ American တပ်ဖွဲ့တွေကဗမာပြည်မြောက်ပိုင်းစစ်မြေနားမှာအ धिक ဥဆောင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒီလိုလမ်းမကြီးကို American Engineer တရင်တပ်ဖွဲ့တွေကဥဆောင်ဖောက်လုပ်ခဲ့တာဖြစ်ပြီးတပ်ဖွဲ့ဝင်15,000တောင်ပါဝင်ခဲ့ပါတယ်။ American Engineer တရင်နေနဲ့တပ်ဖွဲ့ဝင်အများစုဟာ African American လို့ခေါ်တဲ့ American နိုင်ငံသား Africa လူမျိုးတွေအများစု ပါဝင်ကြတယ်လို့သိရပါတယ်။ ဒါအပြင်တရုတ်အင်ဂျီယာကိုရခါချင်းကချင်နာကစတဲ့ဒေသခံလုံသားအင်အားအနည်းဆုံး3000ခွဲလောက်ပါဝင်ဖောက်လုပ်ခဲ့ကြရတယ်လို့လည်းဖော်ပြကြပါတယ်။လမ်းဖောက်လို့ရေးမှာအမေရိကန်တပ်ဖွဲ့ဝင်1100ကျော်အသက်ဆုံးရှုံးခဲ့ရပြီးလမ်းတပိုင်ဖောက်လုပ်ဖို့အတွက်လူတယောက်အသက်ပေးခဲ့ရတယ်လို့ပြောစမှတ်ပြုခဲ့ကြပါတယ်။ဒါအပြင်အတိအကျမှတ်တမ်းတင်မှထားပေမဲ့ဒေသခံလုံသားတွေလည်းထောင်နဲ့ချီအသက်ဆုံးရှုံးခဲ့ကြရတယ်လို့ဆိုပါတယ်။လမ်းဖောက်လို့ရေးခမန်းကုန်ကြစီဟာ ဒေါ်လာတန်း150လောက်ရှိခဲ့ပြီးအခုခေတ်ကာလတန်ဖိုးရဆိုရင်ဒေါ်လာ2ဘီလျံလောက်ရှိတဲ့ပမာဏဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးစတီဝါဟာစစ်ဖက်အင်ဂျင်နီယာဗိုလ်မှူးချုပ်ရေမွန်ဝီလာဦးဆောင်တဲ့ Service of Supply SOS လို့ခေါ်တဲ့အဖွဲ့ကိုဖွဲ့စည်းပြီးလီရိုလန်ဖော်လိုရေးကိုကြီးကြပ်စေခဲ့ပါတယ်။လန်ဖော်လိုရေးတာဝန်ခံအဖြစ်ဗိုလ်မှူးကြီး Aerosmith ကိုခန့်အပ်ခဲ့ပြီးနောက်ပိုင်းမှာဗိုလ်မှူးကြီး Louis Pick ကို လမ်းဖောက်လို့ရတောင်းငံအဖြစ်အစားထိုးခံရခဲ့ပါတယ်။ဒီလိုလမ်းဖောက်လို့တာမှာအတုံးပြုမဲ့ဆိုင်ယန်တရားပစ္စည်းတွေဟာကမ္ဘာတဝက်ခီးလောက်ဝေးတဲ့အမေရိကန်ပြည်ထောင်စုကနေတမုတ်တရား20တိုက်ကြီး၃နိုင်ကိုဖျက်ဆီးတည်ယူလာခဲ့ရတာဖြစ်ပါတယ်။အမှားကြီးဒေတာတွေကတောင်တန်းတွေတစ်တောတွေရွှေနုံထူထပ်တဲ့နေရာတွေချောင်းမြောင်းကျိုင်ဝမ်းတွေမဆောက်တဲ့တောင်ကမ်းမဆွေစတဲ့ခက်ခဲတဲ့အမြင်မျက်နှာတွင်မြင်တွေကိုဖျက်ဆီးပြီးမိုးတိထန်စွာရွာသွန်းမှုရေကြီးမှု တက်ဖျားတဲ့တခြားယောဂဘွေကထူပြောမှုစတဲ့အခက်အခဲတွေကြားမှာဖောက်လုပ်ခဲ့ကြရတာဖြစ်ပါတယ်။နောက်ထပ်အခက်အခဲကတော့ဂျပန်တွေထိန်းချုပ်ထားတဲ့ဒေသကိုဖျက်ဆီးဖောက်လုပ်ရတာဖြစ်တဲ့အတွက်တိုက်ခိုက်ရေးအဖွဲ့တွေကရှေ့ကနေအရင်ဂျပန်တွေကိုတိုက်ခိုက်ရှင်းလင်းရတာဖြစ်ပါတယ်။ဂျပန်တွေထိန်းချုပ်ထားတဲ့ဒေသဖြစ်တဲ့အတွက်လမ်းမဖောက်လုပ်ခင်မှာလမ်းဥကြောင်းအတွက်ကြိုတင်ပြီးလေးလာတိုက်တာမှုတွေပြုလုပ်လို့မရခဲ့ပါဘူး။ဒါကြောင့်တိုက်ခိုက်ရေးအဖွဲ့တွေကဂျပန်တွေကိုတိုက်ခိုက်ရှင်းလင်းပြီးနယ်မြေဒေသတစ်ခုကိုထိန်းချုပ်နိုင်ပြီဆိုမှ တိုက်တာရေးအဖွဲ့တွေကအဲ့ဒီနေမြေအတွင်းမှာတိုက်တာတွက်ချက်မှုတွေပြုလုပ်ပြီးလမ်းဖောက်လုပ်ရေးအဖွဲ့တွေကဆက်ပြီးဖောက်လုပ်ကြတာဖြစ်ပါတယ်။ဒီလိုလီလိုလမ်းမကြီးဖောက်လုပ်နိုင်ဖို့ရှေ့ကနေရှင်းလင်းတိုက်ခိုက်ရေးအဖွဲ့တွေကိုလှုပ်ဆောင်ခဲ့ရမှာဘိုချိုဂျီစတီဝလာအောက်ကအမေရိကန်လက်ကျင်ပေးထားတဲ့တရုတ်တပ်ဖွဲ့တွေကအဓိကတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အမှတ်22တရုတ်တပ်မှနဲ့အမှတ်38တရုတ်တပ်မှတွေဟာအိန္ဒိယနယ်စပ်ကနေကချင်တောင်တန်းဒေသတစ်လျှောက်ဒီလိုလမ်းမကြီးရှေ့ဆက်ဖောက်လုပ်နိုင်ဖို့ဂျပန်တွေကိုတိုက်ခိုက်ခဲ့ရတဲ့ အဓိကအင်အားစုဖြစ်ပါတယ်။ဒါအပြင်ဗမှုချုပ်မဲရယ်ဦးစီးရဲ့အမှတ်9339အမေရိကန်ပျောက်ကြားတပ်ဖွဲ့တွေကလည်းဂျပန်တပ်ဖွဲ့တွေကိုချုပ်ခုံတိုက်ခိုက်ခြင်းထောက်ပံ့ရေးလမ်းကြောင်းတွေဖျက်တောက်တိုက်ခိုက်ခြင်းအပြင်တရုတ်တပ်ဖွဲ့တွေကခံချက်ညီညီလှုပ်ရှားခဲ့ကြပါတယ်။အမှတ်9339အမေရိကန်တပ်ဖွဲ့ဟာယူရိုလမ်းမကြီးဖျက်ဆီးမဲ့မြစ်ကြီးနားမြို့ကိုပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်ရမှာလေအဓိကဥဆောင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ဗြိတိရှားဘူချုပ်ဝင်းခေရဲ့ချင်းထစ်တပ်ဖွဲ့တွေကလည်း မန္တလေးမြစ်ကြီးနားလက်တလျှောက်ကိုထိုးဖောက်ဝင်ရောက်ပြီးဂျပန်တွေရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုတိုက်ခိုက်ဖျက်ဆီးခြင်းအပြင်မမပြည်မြောက်ပိုင်းကိုဂျပန်တွေလက်နက်ရိက္ခာအင်အားဖြစ်တင်းရမှာအခက်တွေ့စေခဲ့ပါတယ်။ American နီးပြူဟာဌာနရဲ့အဖွဲ့တစ်ခုဖြစ်တဲ့တပ်ဖွဲ့101ကလည်းဒေသခံတောင်တန်းသားတွေပါဝင်တဲ့ American ကချင် Ranger တပ်ဖွဲ့ကိုလက်ကျင့်ဖွဲ့စည်းခဲ့ပြီးတော့ဒီတပ်ဖွဲ့ဝင်တွေဟာရန်သူငယ်မြေထဲမှာတရင်အချက်လက်ဝင်ရောက်ထောက်လှမ်းခြင်းဂျပန်နောက်တန်းစခန်းတွေရဲ့ကင်းလှည့်တပ်ဖွဲ့တွေကိုခြုံခုတိုက်ခိုက်ခြင်းတွေကို လှုပ်ဆောင်ခဲ့ကြပါတယ်။တရုတ်အမေရိကန်ဗြိတိရှတပ်ဖွဲ့တွေချီတက်တိုက်ခိုက်ရမှာလဲနယ်မြေကျွမ်းကျင်တဲ့ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ကချင်ရိန်းဂျာတပ်ဖွဲ့တွေဟာရှေ့ပြေးတပ်ဖွဲ့အနေနဲ့ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီလိုမဟာမိတ်တပ်ဖွဲ့အသီးသီးဟာဒီလိုလမ်းမကြီးဖောက်လုံနိုင်ရေးအတွက်မမပြည်ဒေသမြောက်ပိုင်းကချင်တောင်တန်းဒေသတွေကိုထိ ंछ ုပ်ဆုံးမနိုင်ဖို့ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။လမ်းဖောက်လို့ရေးအင်ဂျင်နီယာတပ်ဖွဲ့တွေကလည်းလိုအပ်ရင်လိုအပ်သလိုတိုက်ခိုက်တိုက်ပွဲဝင်ကြရတာဖြစ်တဲ့အတွက် တနက်ကိုလွယ်ရင်းလမ်းဖောက်လုပ်ခဲ့ကြရတာဖြစ်ပါတယ်။1942ခုနှစ်ဒီဇင်ဘာလမှာစတင်ဖောက်လုပ်လာခဲ့တဲ့ဒီလိုလမ်းမကြီးဟာမဆောက်မြင့်မားတဲ့ပတ်ပွိုင်တောင်လမ်းအထက်ထက်ကိုခက်ခက်ခဲခဲဖြတ်ကျော်ဖောက်လုပ်လာခဲ့ရပြီးတဲ့နောက်တနည်းကြာ1943ခုနှစ်ဒီဇင်ဘာလမှာတော့ဗမာပြည်ဒေသတွေကရှင်းပွေရန်အထိတရ3ပိုင်းရှည်လျရတဲ့ပထမဆုံးလမ်းပိုင်းကိုပြီးစီးခဲ့ပါတယ်။ဒါကြောင့်ကာမိုင်မိုးကောင်းမြစ်တမ်းမြို့တွေမှာအင်အားအခိုင်အမာနဲ့ခုခံနေတဲ့ အမှတ်၈၈ဂျပန်တပ်မရဲ့တပ်တွေကိုတိုက်ခိုက်နေခဲ့ကြတဲ့မဟာမိတ်တပ်ဖွဲ့တွေစီကိုလက်နက်နဲ့ရိခါဖြစ်စီတွေလွယ်ကူလျင်မြန်စွာထောက်ပံ့ပို့ဆောင်နိုင်ခဲ့ပါတယ်။ဒီလမ်းပိုင်းမပြီးခင်တုန်းကရှီရမ်မှာတိုက်ခိုက်နေခဲ့ကြတဲ့မဟာမိတ်တပ်ဖွဲ့တွေကိုအိန္ဒိယကနေပတ်ခွိုင်တောင်တန်းကြီးကိုဖျက်ချော်ပြန်တမ်းပြီးလေကြောင်းကနေလက်နက်နဲ့ရိခါတွေချပေးပြီးထောက်ပံ့ခဲ့ကြရတာဖြစ်ပါတယ်။တိုက်ခိုက်ရေးတပ်ဖွဲ့တွေကဂျပန်တွေကိုတောင်ဘက်ကိုဆုတ်ခွာသွားစီဖို့ တိုက်ခိုက်ဖိအားပေးနိုင်ခဲ့တဲ့နောက်မှာဒီလိုလမ်းမကြီးကိုဆက်လက်တိုးချဲ့ဖောက်လုပ်ခဲ့ကြပါတယ်။ရှင်ဘွေရန်ကလည်းဆက်လက်ဖောက်လုပ်ရမှာတော့ဂျပန်တွေဖောက်လုပ်ထားခဲ့တဲ့ဖွင့်လင်းရာသီသုံးလမ်းဥကြောင်းတစ်ခုရှိနေတဲ့အတွက်ရေဘူးရအဖြစ်အဲ့လမ်းကြောင်းအတိုင်းလိုက်ပါဖောက်လုပ်ခဲ့ပြီးဒီလိုလမ်းမကြီးတိုးချဲ့ဖောက်လုပ်မှုဟာတိတိတသာ ပုံပုံလွယ်ကူလာခဲ့ပါတယ်။လမ်းဖောက်လုပ်ရာမှာအသုံးပြုတဲ့ဆက်ရန်ရာတွေအတွက်လောင်စာဆီကိုထရက်ကာနဲ့တည်ယူပို့ဆောင်ရမယ့်အစားပိုက်လိုင်းနဲ့ပို့ဆောင်နိုင်မှုအတွက်လမ်းရဲ့တစ်ဖက်တစ်ချက်မှာ လေးလက်မအရွယ်ရှိတဲ့ပိုက်လိုင်းတွေတည်တမ်းပြီးလောင်စာဆီတွေလက်တလျှောက်ပို့လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ American တရုတ်တပ်ဖွဲ့တွေနဲ့ကချင် Ranger တပ်ဖွဲ့တွေကဗမာပြည်မြောက်ပိုင်းဒေသမှာအ धिक အရေးပါတဲ့မြစ်ချိနားမြို့ကိုနှစ်လကျော်ကြာဝိုင်းရံပိတ်ဆို့ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ဒီလိုလက်မကြီးဖောက်လို့ရေးကိုပုံမအရှိန်မြင့်တင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ရှင်ဘူရန်ကလည်းဟူကောင်းနဲ့မိုးကောင်းချိုင်ဝမ်တလျှောက်ဆက်လက်ဖောက်လို့လာခဲ့ပြီးဝါရာဇော့မြစ်ချိနားဗမာနှက်ခမ်းတို့ကိုဖျက်ဆီးပြီးတော့ မွန်ယူမှာဘာမာရိုပမာပြည်လမ်းမကြီးနဲ့ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပါတယ်။လီရိုကလည်းမွန်ယူလမ်းဆောင်အထိဖောက်လုလာခဲ့တဲ့လမ်းတစ်လျှောက်မှာအဓိကမြေကြီး၁၀စင်းနဲ့ရေစီးချောင်းမြောင်း155ခုကိုတရားထိုးဖောက်လုလာခဲ့ရတာဖြစ်ပြီး ပြန်ပြန်အားဖြင့်သုံးပိုင်းနီးပါးမှာတရားဒဇင်းလုံးတိစောက်ခဲ့ကြရတာဖြစ်ပါတယ်။လမ်းစတင်ဖောက်လုပြီးနှစ်နှစ်အကြာမှာဘာမာရိုပမာပြည်လမ်းမကြီးနဲ့ချိတ်ဆက်မိသွားပြီးတဲ့နောက် 1945ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာလမ်းဖောက်လို့ရတောင်ဝန်ဖြစ်တဲ့ဘူချုပ်ပစ်ဥဆောင်ပြီးကား133စင်းပါတဲ့ပထမဆုံးရင်နှင်းဟာအိန္ဒိယပြည်လီလူကနေစတင်ထွက်ခွာလာခဲ့ပြီး1945ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာတရုတ်ပြည်ကုမင်းမြို့ကိုရောက်ရှိခဲ့ပါတယ်။ဒီလိုလမ်းမကြီးဖောက်လို့နိုင်ခဲ့တဲ့အတွက်တရုတ်ပြည်တွေကိုကုန်းလန်းကနေထောက်ပံ့မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ဒီလမ်းပေါ်မှာရှိတဲ့မြင်းချင်းသားမြို့နဲ့လေရင်ခွင်းကိုရရှိခဲ့တဲ့အတွက်လည်း ထောက်ပံ့ပို့ဆောင်ရေးလေယာဉ်တွေဟာအရင်ကလိုဂျပန်တိုက်လေယာဉ်တွေရဲ့ရန်ကိုကြောက်စရာမလိုတော့ပဲပိုမိုတိုရောမီအန်နီယနဲ့လမ်းကြောင်းကနေတရုတ်ပြည်တွေကိုပြန်တန်းပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။1945ခုနှစ်မေလ20ရက်နေ့မှာတော့လမ်းဖောက်လို့ရေးမှာဥဆောင်ခဲ့တဲ့ဗိုလ်ချုပ်ပစ်ကဒီလိုလမ်းမကြီးဖောက်လို့ပြီးစီးခဲ့တဲ့အကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။နောက်ပိုင်းမှာတရုတ်အစိုးရခေါင်းဆောင်ချန်ကေရှိရဲ့အကြံပေးတိုက်တွန်းချက်အရမမပြည်မြောက်ပိုင်းစစ်မြေနာမှာဥဆောင်ခဲ့တဲ့ ဘိုချုပ်စတီဝဲလ်ကိုဂုဏ်ပြုသောအဖြစ်လီလိုလက်မကြီးကိုစတီဝဲလ်လက်မကြီးလို့ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။နှစ်နှစ်လောက်ဖောက်လို့တိဆောက်လာခဲ့ရတဲ့လီလိုလက်မကြီးပြီးစီးရဲ့နောက်တစ်နှစ်တောင်မကြာလိုက်ခင်မှာပဲဂျပန်တွေလက်နက်ချပြီးဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားခဲ့ပါတယ်။ဒါကြောင့်အမေရိကန်တပ်မတော်အနေနဲ့လည်းလီလိုလက်မကြီးအသုံးပြုမှုကို1945ခုနှစ်အောက်တိုဘာလမှာရပ်ဆိုင်းခဲ့ပါတယ်။လီလိုလက်မကြီးကနေတရုတ်ပြည်ထဲကိုထောက်ပံ့ပို့ဆောင်နိုင်မှုဟာလအနည်းငယ်ပဲကြာခဲ့တယ်ဆိုပေမဲ့ ပြင်းထန်တဲ့ဂျပန်တွေရဲ့ထိုးစစ်ကိုကြမ်းကြမ်းခံခုခံခြင်းနဲ့ပြန်လည်ထိုးစစ်ဆင်ခြင်းတွေပြုလုပ်နိုင်ဖို့အရေးကြီးတဲ့အကူအညီဖြစ်ခဲ့ပါတယ်။ဒီလမ်းမကြီးကနေတရုတ်ပြည်ကိုပို့ဆောင်ပေးခဲ့တဲ့ထောက်ပံ့ရေးကုန်တန်ချိန်ဟာလေကြောင်းကထောက်ပံ့ပို့ဆောင်ပေးခဲ့တဲ့အထက်ပို내ပါခဲ့ပါတယ်။ဒါပေမဲ့ဒီလမ်းမကြီးကိုဖောက်လုပ်နိုင်ခဲ့ခြင်းအပြင်လေရင်ပြန်တမ်းမဲ့လမ်းကြောင်းကိုပုံမတူတောင်းစေခဲ့ပြီးပုံမလုံခြုံစေခဲ့တဲ့အထက်လေကြောင်းကနေထောက်ပံ့ပို့ဆောင်ပေးနိုင်မှုဟာလည်းအများကြီးတိုးတက်လာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ဒေသမြောက်ပိုင်းကိုဂျပန်တွေလက်ကနေပြန်လည်သိမ်းပိုင်နိုင်ခြင်းဟာလည်းဒီလိုလမ်းမကြီးဖောက်လုပ်ခြင်းရဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။မဟာမိတ်တို့အနေနဲ့မြန်မာပြည်မြောက်ပိုင်းဒေသကိုထိန်းချုပ်နိုင်ခဲ့တဲ့အတွက်မြန်မာပြည်အလယ်ပိုင်းနဲ့တောင်ပိုင်းတွေကိုဆက်လက်ချီတက်တိုက်ခိုက်သိမ်းပိုင်ရမှာလည်းအထောက်အကူဖြစ်ခဲ့ပါတယ်။ဟီရိုရှိမာနဲ့နာဂါဆာကီမြို့တွေအမှုမြုံချဲခံရပြီးဂျပန်တွေစစောလက်နက်ချခဲ့တဲ့အတွက်ဒီလိုလမ်းမကြီးကိုလက်အနေငယ်လောက်ပဲအသုံးပြုခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ဘလို့ပဲဖြစ်ဒီလိုလမ်းမကြီးဟာမဟာမိတ်တို့အနေနဲ့ စစ်ပွဲအောင်နိုင်ရေးအတွက်မဖြစ်မနေဖောက်လို့ရမယ်မဟာဗျူဟာမြောက်လမ်းမကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဒီကနေ့မှာတော့အာရှစစ်မြေပြင်မှာအရေးပါထင်ရှားခဲ့တဲ့လီဒိုလမ်းမကြီးလို့ခေါ်တဲ့စီဝါလမ်းမကြီးအကြောင်းကိုတင်ပြပေးသွားခဲ့တာဖြစ်ပါတယ်နောက်ပတ်တွင်မှာလဲဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ